အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချနေရေအော်တိုဘာလာ၂၈ရက်နေ့ရီဗျူးစီစဉ်ကိုတက်ဆက်ပြရမှာဖြစ်ပါရယ်။ပမော်ဝင်းမော်လမြောင်နဲ့ဖကန်တီတာဘန်မှာရပောင်း၂၀အတွင်းတိုက်ပွဲပေါင်း၈၈ကြိမ်ဖြစ်ပွားခဲ့ပါရယ်။ အချင်းပင်ရဲ့မျိုးတော်မိချနာမျိုးအပါအဝင်မျိုးနွယ်အများစုမှာအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာတနည်းနည်းသုံးလရှိလာပြီဖြစ်ပြီးအဖက်ဖက်မှာအခက်အခဲတွေကြုံတွေ့နေရတာကြောင့်ပြန်လည်အသုံးပြုနိုင်ဖို့ဗီဒီယိုရမျှော်လင့်နေကြပါရစေ။ကြာပြောင်းလုံးနေရစီကော်မရှင်ကိုအခုတက်ပို့ပြီးပိတ်ဆို့ဖို့လိုရလို့နိုင်ငံတကာကိုအညူကြီးအတိုက်သွင်းလိုက်ပါရစေ။စားရိုက်တဲ့ရင်းကိုတင်ဆက်ပေးတော့မှာပါကျမတို့အစစ်စစ်တက်သူမင်းကြီးဖြစ်ပါရစေ။ မော်ဝိုင်းမော်လမြောင်နေဖကန့်ဒေတာပန်မှာနေတိုင်းတက်ပွဲဖြစ်ပွားပြီးရပောင်း၂၀အတွင်းတက်ပွဲပေါင်း89ကျင်းဖြစ်ပွားခဲ့ရလို့ကချင်လူလိုက်ရေးအဖွဲ့အစီ GOKA တည်နေပြန်ကြားရေးဌာနရဲ့တည်နေရုပ်တန့်အစီအစဉ်မှာထုတ်လွှင့်ဖော်ပြတဲ့အချက်အလက်တွေအရသိရပါတယ်ထရိုဆာကတင်ဆက်ပေးမှာပါ ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကလည်း26ရက်နေ့အထိပုံမော်ဘက်လေရင်ဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့နေတိုင်းပြစ်ခတ်တိုက်ခိုက်တာရှိပြီးတုံးပတ်တာအတွင်းစစ်ကောင်စီကလေရင်ပုံ139ကျင်းဒရုန်းပုံ149ကျင်းလက်နက်ကြီးပြစ်ခတ်မှုပေါင်းအကျဉ်းရေတထောင်ကျော်လောက်ရှိတယ်လို့သိရတာပါအမောစင်းမြန်ပြန်ပစီရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်သုံးပတ်တာအတွင်းမှာပဲခုခံတိုက်ပွဲ58ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဝိုင်းမော်လမြိုင်စင်းမြန်ပြန်ပတ်လည်း စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ခုခံတိုက်ပွဲ73ကြိမ်ဖြစ်ပွားတယ်လို့ထပ်မံသိရှိရပါတယ် စစ်ကော်မရှင်ဘက်ကခြေလင်းစစ်ကြောင်းထိုးနေစေဖြစ်ပြီးလေရင်ဒရုန်းလည်းနဲ့ကြီးနဲ့ပြခတ်တဲ့ခိုင်နေစေဖြစ်တဲ့အတွက်ပမောပဲတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုပါရယ်ဝိုင်းမော်လမြန်စီမဲနဲ့ပြင်ပလဲမြချင်းနာဘက်ကနေလက်နက်ကြီးပြခတ်တာဒရုန်းပုံချေတာလေရင်နဲ့ပြခတ်တာနေတိုင်းရှိတယ်လို့သိရတာပါအခုလိုတိုက်ခိုက်တာကို KIA ပူပေါင်းအဖွဲ့ကနေခုခံတိုက်ခိုက်တဲ့အတွက်စစ်ကော်မရှင်တပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့သိရှိရတယ်လို့ KIA ပူပေါင်းအဖွဲ့ဘက်ကလည်းသိဆုံးမှုရှိတယ်လို့ဆိုပါရယ် စစ်ကောင်မရှင်တပ်ကနေကချင်ပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်းတပြုလုပ်မဲ့နေမြချိုးကိုတတ်မှတ်ကြင်ရပြီးနောက်ပိုင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာပါလေယာဉ် drone နဲ့ လေကြောင်းတက်ခတ်မှုတွေခက်ဆစ်ဆီပြုလုပ်လာတာကိုတွေ့ရှိရပါတယ်။အော်တိုဘာလာအတွင်းမှာကိုဖကန်ဒေတာဘက်ဆော့လိုမျိုးနဲ့လန်စေဂျေရအပြင်မထမ်းပေါ်မျိုးနဲ့အင်ခါကာဘက်လေကြောင်းတက်ခတ်မှုရှိခဲ့တယ်လို့လိုက်စာမျိုးအတွင်းမှာပါအတေကန်ဒရုန်းနဲ့တက်ခတ်ခံရမှုရှိခဲ့တာပါ။ဒါအပြင်အချက်ပါပေါ်ပြထားချက်တွေအရလက်ရှိကချင်ပြည်နယ်စီရဲ့အခြေအနေနဲ့ပတ်သက်ပြီးဖကန်ဒေတာဘမောဝိုင်းမော်မျိုးနဲ့လမြန်ဂျေရစီမျက်နှာပြင်ဘက်တွေမှာစီရဲ့အခြေအနေတင်မာနေတယ်လို့စစ်ကော်မရှင်ပူပေါင်းတပ်သားတွေပူတာကိုခရံခ လံဖိုဘက်ကနေလန့်စေချေရပဲစစ်ကြောင်းထိုးလာရှိတာကြောင့်အော်တိုဘာလဆန်ပိုင်းကနေတိုက်ပွဲဖြစ်ပွားလာရှိတယ်လို့သိရှိရပါတယ်။ဖီဒူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ ကချင်ပြည်နယ်မြို့တော်မြချနာမြို့အပါအဝင်မြို့နယ်အများစုမှာအင်တာနက်လိုင်းတွေပြတ်တောက်ခံရတာတနေ့နေ့3လရှိလာပြီဖြစ်ပြီးဘက်ဘက်မှာခက်ခဲနေကြုံတွေ့နေရတာကြောင့်ပြန်လည်အသုံးပြုနိုင်ဖို့ဗီဒီယိုတွေကမျှော်လင့်နေကြပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါတနေ့ကျော်အင်တာနက်လိုင်းတွေပြတ်တောက်ခံရတာကြောင့်အင်တာနက်လိုင်းကိုဆိုင်မှာတွားပြီးအခကျင်းငွေပေးသုံးရတာမျိုးမဟုတ်ပဲအရင်လိုလွတ်လွတ်လပ်အသုံးပြုချင်နေပြီလို့မြင်ချနာမျိုးခအမျိုးသမီးတူကမြင်ချနာတဲ့တင်ချာနယ်ကိုပြောပါတယ်အဲ့တော့ ကိုယ်မှာတော့တော့တုံးလို့မရဘူးဆိုင်မှာသွားတုံးရင်လည်းကိုမိသားစုအကြောင်းအရာအရင်အရေးကြီးတဲ့ကိစ္စတွေဆိုလည်းပြောဆိုရတာအရင်အဆင်မပြေဘူး my net k net wifi ဆက်တွေရှိပေမဲ့ starling wifi လောက် internet line မကောင်းဘူးလို့လည်းဆိုပါတယ်မြင်ချင်အမျိုးနဲ့မြို့နယ်အများစုမှာ internet line အပြင်ဖုန်း line တွေလည်းဖြတ်တောက်ခံထားရတာဖြစ်ပြီးအခုချိန်မှာတော့ရက်ကွက်တချို့မှာ atom miter mpd ဖုန်း line တွေအနည်းငယ်ပြန်ရရှိနေတာဖြစ်ပါတယ်မြင်ချင်အမျိုးခံအမျိုးသားတူကလည်း internet line အဆင်မပြေရင်တောင်ဖုန်း line တော့အဆင်ပြေချင်တယ်လို့ပြောပါတယ်။မြစ်နာမြို့နယ်မြို့အများစုမှာဆက်သွယ်ရေး line တွေဖြတ်တောက်ခံထားရတဲ့အတွက်လူမှုရေးစီးပွားရေးကျန်းမာရေးနောက်နေနေရတဲ့အပြင်တည်အချက်လက်မရတဲ့အတွက်တွားရေးလာရေးတွေမှာလည်းအခက်အခဲကြုံနေရတယ်လို့မြို့ခံတွေစီကသိရပါတယ်။ဒါအပြင် internet line လိုအပ်တဲ့အကြောင်းသူအကြောင်းသားတွေနဲ့ online ကနေကြောင်းတက်နေရတဲ့လူငယ်တွေဟာဖုန်းနဲ့ internet line တွေရတဲ့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာအခက်အခဲတွေကြားနေတွားရောက်တင်ကြားနေရတာပါ။ ချင်းပြည်နယ်မှာဆက်သွယ်ရေးလိုင်းတွေအကုန်ပြတ်တောက်နေတဲ့အတွက် IP Star Starlink တွေကိုဈေးကြီးပေးပြီးတပ်ဆင်အသုံးပြုကြရပြီးအင်တာနက်ဝန်ဆောင်ခပေးပြီးအသုံးပြုနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ21ရက်နေ့ကစပြီးမြချင်းနာမြို့အပါဝင်ကချင်းပြည်နယ်ကမြို့နယ်တော်တော်များများမှာ MPD, Ooredoo, Mytel နဲ့ Atom စတဲ့ operator တွေရဲ့ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဘာသူကဘာသားတွေကိုဒုက္ခပေးနေတဲ့ခြားပြားလုပ်ငန်းတွေရပ်တန့်သွားအောင်နိုင်ငံတကာအနေနဲ့စစ်အုပ်စုအပေါ်အကူအညီပို့ရေးပေးဆို့အရေးယူမှုတွေဆောင်ရွက်ဖို့လိုရင်းလို့မြို့သားညီညွတ်ရေးအစိုးရအညူကြီးရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောလိုက်ပါတယ်။အညူကြီးကဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေပုံလက်ကအရေလိုထည့်သွင်းပြောဆိုခဲ့တာပါ။ တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကနေချာဆောင်သက်ခေါင်းဆောင်ဝေဆိုင်ရေးထုတ်ဆွေချက်တွေမှာငွေလိမ်လုပ်ငန်းတွေရဲ့အတွက်စေအိုစုရဲ့ကာကွယ်မှုနဲ့ကွန်ပျူတာတွေရခဲ့ပြီးအဲ့ဒီအတွက်လင်းလေးရရှိတဲ့ငွေရဲ့တစိမ့်တစ်ပိုင်းကိုစေအိုစုကပေးဆောင်ခဲ့ရတဲ့အကြောင်းအတိတ်ဝန်တက်ရောက်တာတွေဝေဆိုင်ကပြောဆိုခဲ့ရလို့ဦးနေပုံလကဆိုပါတယ် အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့တိုက်ရိုက်တမ်းမမဟုတ်ဒေဝက်ပံ့ပိုးမှုရှိချောင်းတပ်တွေတွေကထင်ရှားတာကြောင့်ငံတကာအတိုင်းဝိုင်းကဒီရဆွအလို့ရတွေကိုရပ်တန့်ဖို့စစ်အုပ်စုအပေါ်ယခုထက်ပိုရဲပိတ်ဆို့အရေးယူဆောင်ရွက်မှုတွေလိုချောင်းတိုက်တွန်းပြောကြားလိုပါတယ်လို့လည်းဦးနေပုံလက်ကဆက်လက်ပြောပါတယ်သာပင်စေဥစုလက်အောက်ကနေချားဆောင်တဲ့ထင်ကျုပ်တဲ့နေမျိုးတွေမှာအများဆုံးဖြစ်ပေါ်နေတဲ့ online အခြေပြုလိမ့်လေးတဲ့အကြပြလုပ်ငန်းတွေအပါအဝင် နေဆက်ဖြတ်ချော်ရဆွေးမှုခင်တွေကိုနိုင်ငံတကာကဖြေရှင်းမှုအကြိုးပန်းနေတာကိုလည်းအညူကြီးကအတိအမှတ်ပြုချီချူကွန်ပျူတာလို့လည်းဆိုပါရယ်အဲ့ဒီလိုတက်ပြတ်ချင်းအညူကြီးအနေနဲ့လေပူပေါင်းမှုအမြင်အသိရှိနေတယ်လို့နိုင်ငံဖြတ်ချော်အုပ်စုဖွဲ့မှုခင်များတက်ပြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်း ်လူနေပုံလက်ကပြောပါရယ်။ online လူလီမှုလုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်စီနေတဲ့ပုံစံမျိုးအယောင်ပြဆောင်ရွက်နေတဲ့အပေါ်မှာလေစစ်တပ်ရဲ့လက်ကွက်တွေမဝင်မိကြဖို့အရေးကြီးတယ်လို့ဆိုပါရယ်။နေကြဆောင်တပ်တွေဟာစေအိုစုရဲ့လက်အောက်ခံတပ်တွေဖြစ်တာကြောင့်ကြားပြလင်လီမှုလုပ်ငန်းတွေရဲ့နောက်ကွယ်မှာစေအိုစုရဲ့ခေါင်းဆောင်တွေလည်းတထဲဝင်ဝင်ပါဝင်နေတာကိုတင်မြင်ပြီးအရင်မြစ်ကိုထိချဖြန်နိုင်မှလင်လီမှုလုပ်ငန်းတွေခြုံငိမှဖြစ်တယ်လို့လည်းဦးနေပုံလိုက်ကတိုက်တွန်းထားပါရယ်။ မြင်းမြုံမိုင်းနဲ့အချားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြင်းမြုံမိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြင်းမြုံမိုင်းအနေရမြင်းမြုံမိုင်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာနဲ့သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီချပါမလဲမြင်းမြုံမိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါ လူတယောက်ဓမ္မမဟုတ်ရင်သစီဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ်။ညမြုံမိုင်းကြောင့်ခြေတော်လက်ဓမ္မမဟုတ်တခြားကိုယ်လက်အင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နေတာတွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့ နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတိုက်ရဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စားတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေရတွေးရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆံရထိခိုက်မှုတွေရောဘာတွေဖြစ်မလဲ။မြေမြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာ ဆိုရင်စိတ်စိတ်တကြချင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ဒါအပြင်မြေမြောက်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဘဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်အခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။ အခုလိုမြေမြောက်မိုင်းတွေကြောင်းရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိဘဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမရပါမယ်။မြေမြောက်မိုင်းတွေကြောင်းရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတာမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှာလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါ။ သူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခန့်စွာစာနာပေးပါစိတ်သက်ခွန်အားပေးပါ အားပေးပါသူတို့ရဲ့စွားတွေကိုအတိအမှတ်ပြုပါအနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကိုင်းရနိုင်အောင်ကူညီပေးတာတင်ကြားပေးတာ နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုံမိုင်းအန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရပါမယ် အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိတယ်ဆိုတော့ signbook ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ်စစ်ဖြစ်ခဲ့ဘူးတဲ့ data ဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနေရရှိတယ်လို့အရေးထားတဲ့ signbook ရှိတဲ့နေရာတွေကိုဘယ်တော့မှမတွားပါနဲ့လမ်းကြောင်းတွေကိုပဲတွားပါလူတွားများတဲ့လမ်းကားလန်ဒါမှမဟုတ်လုံချုံရေးတတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းဘေးဒါမှမဟုတ်လေကွင်းတောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှော့ပါနဲ့ တတိထားเสียအရာတွေကိုဂယုဆိုင်ပါ နေရာတကာဆွန့်ပစ်ထားတဲ့တန်တို့ဒန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတတိထားဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂယုဆိုင်နားထောင်ပါ မြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရာရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးအနားကိုမလာဖို့တတိပေးပါမြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကိုင်းချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေချာကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရရှိတဲ့နေရာရဲ့အကြောင်းကိုရွာခေါင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေ တငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါဒီမြေမြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုလုနေနိုင်ပါတယ်ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလို တဘောအလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အန္တရာယ်ကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အကြောင်းအရာတွေအထူး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။